မြန်မာနဝတ်ချန်နယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့တဆေရန်ပွဲဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အချိန်ကတကူးကုန်လို့ကုဆုံပြောင်းခဲ့ပြီ။ဒီလိုအချိန်ဆိုမိုးလေတစ်ဖြတ်နှစ်ဖြတ်စတင်ရွာခဲ့ပြီဆိုတာနဲ့ ကျွန်တော်ကလာသားတွေမဖြစ်မနေလုပ်နေကြအလုပ်တကွကျော်ဆန်ခွေလိုက်ရကြတာပဲကျော်ဆန်ခွေဆိုတာလှလန်းချောင်းလိုနေရတွေဖုန်တွေတဲတွေထဲမှာဝင့်နေတဲ့စာဖာတဲတဲလေးတွေကိုခေါ်တာရေဒါကကျွန်တော်ဒေတာအခေါ်တခြားဒေတာတွေမှာတော့ဘယ်လိုခေါ်လဲဆိုတာတော့မပြောတတ်ဘူးကျွန်တော်ရဲ့ဝင်းမှာတော့ဒီရသည်အချိန်ဟာကျော်ဆန်ခွေနဲ့ကိုတင်မောင်ရဲ့မိတောက်ရဲ့ဆိုတာအလိုက်ဖက်ဆုံးပဲကျုံနေနေတော့ဒီအတွဲကိုနက်ဖက်တဲ့စုံတွဲလိုတောင်တင်စားချင်သေးတာ ယာစီစာလို့လဲခေါ်ရင်လည်းရမယ်ထင်တယ်။ထားပါတော့ဒီတမကဆက်ပြောရမယ်ဆိုရင်လူရင်းစီကိုရောက်မယ်မထင်တော့ဘူး။ကျုပ်ပြောမဲ့ဇလန်းစီကိုပဲသွားကြရအောင်။အခုညနေမိုးလေးနေနေကြာထားတာမို့ကျုံနဲ့ဖိုးအေးတို့ကြော်ဆန်ခွေရိုက်ဖို့တိုင်ပြထားကြတယ်။ပြီးရတဲ့ဟာကိုကိုတင်မောင်ရဲ့အရင်ဆိုင်စီကိုပေါသွင်းကြမယ်။ကြော်ဆန်ခွေဆိုရင်အထက်ကပြောခဲ့သလိုပဲအရက်သမားတွေအကြိုက်ရည်လီ။ဒီတော့ကိုတင်မောင်ကဈေးကောင်းပေးပြီးတော့ကိုဝဲတာ။နင်းနေမောင်ကြီးပြောရနဲ့ ချုပ်ကညနေစာစားပြီးရနဲ့ဓမီနဲ့ပလိုင်းကိုယူလို့ဖိုးအေးရဲ့အိမ်ကိုထွက်ခဲ့တယ်။ဖိုးအေးရဲ့အိမ်ကိုရောက်တော့သူကထမင်းစားပြီးပလိုင်းကိုလွှဲလို့အသင့်ဖြစ်နေပြီ။ဖိုးအေးကိုခေါ်ပြီးသူ့အိမ်ကချုပ်တို့ဆက်ထွက်ခဲ့ကြတယ်။ရွာလယ်ပန်းကိုရောက်တော့ဖိုးအေးရောချုပ်ရောဆက်လိမ့်ဖွာချက်လာတယ်။နေရာစလုံးကထမင်းစားပြီးကစားဆိုတော့ဂရင်းကချင်းနဲ့လီ။ဒါနဲ့ပိတ်လူပိတ်ခေဖြစ်နေတဲ့ကိုဘတုတ်တို့ကိုစုံဆိုင်ရနေဆက်လိမ့်ဝင်ဝယ်ပြီးတော့တယောက်တိလိမ့်ဖွာလို့ရွာအပြင်ကိုဆက်ထွက်ခဲ့ကြတယ်။ ရွာပြေလဲခွင်းအဆက်ကိုရောက်တော့ညာအမောင်ကအတော်ကိုသဲနေပြီဗျ။ညာရတော့ပဲသွားကြမလား။ဖိုးရဲ့စကားကြောင့်ကြုတ်တစ်ချက်တွေးကြည့်တော့သူပြောတဲ့နေရာကအကွက်အကွေးကြတယ်။음ကောင်းတယ်လေ။အဲ့ဒီဘက်ကဖုံထူတော့အခုလိုမိုးကျထားချိန်နဲ့ဆိုရင်သူတို့ဝေးကြမှာပဲ။ကြုတ်တော်နေရာကိုတက်ကြွတဲ့ခြေလမ်းတွေနဲ့လှမ်းလိုက်ကြလိမ့်တယ်။လှမ်းလမ်းကြောင့်အတိုင်းသွားရတာဆိုတော့လမ်းမှာတွေ့တဲ့အကောင်လေးတွေကိုလည်းရိုက်ခဲ့ကြတယ်။ကြုတ်တော်ညာရတော့စီကိုရောက်တော့ ဖိုးစီမာရောကျုပ်စီမာပါကျော်ဆန်ကိုလေးတွေအကောင့်20လောက်ရနေပြီဗျကျုပ်တို့ထင်တဲ့အတိုင်းပဲမြတ်ရတော်စီမာကျော်ဆန်ကိုလေးတွေတော်တော်များများဝင်နေကြတာများမိနဲ့ရလိုက်တိုင်းမျက်လုံးလေးတွေကအယောင်တစ်ဖြက်ဖြက်လက်လို့ရကျုပ်တို့နှစ်ယောက်ဝမ်းသာအားရနဲ့လူချင်းခွဲပြီးတော့လာရိုက်ကြတယ်တခဏအတွင်းမှာပဲမြတ်ရတော်စီမာကျော်ဆန်ကိုလေးတွေကုန်းလောက်ဖြတ်သွားတယ်ဗျပလိုင်းထဲမှာလည်းအလေးချိန်ကတိတိတတ်တာလေးစီးလာခဲ့ပြီ။ဒီကွင်းတော့ကုန်ပြီ။ဘယ်ကိုဆက်ကြအောင်မလဲ။ ကျုပ်ကဖိုးအေးကိုမေးလိုက်တာပြောရရင် तू ကကျုပ်ထက်ပိုပြီးအကွက်အကွင်းကိုပိုသိတယ်ဗျဒီကနေမကြီးတန်းမဲ့သွားကြမယ်မကြီးတန်းမှာရပြီးခဏနာမယ်ပြီးရင်တော့ညာနဲ့ပြီးဆိုတော့အင်းဆောင်ဘက်မှာဖားကြီးတွေထွက်မလာလို့တစ်ချက်ပက်ကြည့်ကြတာပေါ့อืมကောင်းတယ်လေသွားကြစို့ပွဲဦးအထွက်ကောင်းထားတာဆိုတော့နှစ်ယောက်သားရဲ့ခြေလမ်းတွေကတက်နေကြတယ်လေမကြီးတန်းနဲ့မြအတော်ကညကင်းဆောက်ကိုဖြတ်ပြီးတခေါ်တတာတော့သွားတော်မှု ကျူတိုနီယောက်လမ်းသွားရင်ကြော်စံခွေးကြည့်စရာမလိုတော့ဒီတော့ခြေကင်းလက်ကင်းကြည့်ပြီးစိတ်လက်ပေါ့ပါစွာနဲ့စေဘောလက်ကိုစီဖော်လို့တားလိုက်ကြနေတယ်ဟာတို့ထက်ကျွရနေတဲ့သူတွေရှိနေတာပဲခန္ဓာလေးတစ်ခုလုံပြီးတဲ့အချိန်မကြီးတန်းစီမှာဓမီးရောင်တွေတဝင်းဝင်းနဲ့လှမ်းတွေးမိတာမို့ကျုပ်ကရရွတ်လိုက်တယ်ဗျဖိုးအီးကခြေလုံးတွေကိုရက်ပြီးတစ်ချက်လှမ်းကြည့်ပြီးတွေးနေတယ်ဒီကွင်းကလူရောက်နေပြီဆိုတော့တခြားကွင်းရှာကြည့်ပါဦး ဖွေးရစီခံကပ်ပြီးတုန်နေပြီဖြစ်တဲ့ဆလိတ်တို့ကိုလှုပ်ပြစ်လိုက်တယ်။ပြီးတော့ဂျိုးကြကွင်းဒုကင်းတော်ကြံ့နေတယ်။ဖွေးပြောတဲ့ဂျိုးကြကွင်းကတကယ်လဲအကွက်ကွေးကြတယ်။ဒါပေမဲ့သွားမှာတော့အတော့ကိုလှမ်းလိုက်တာ။ညနေဝင်းနေမလားလို့อืมဝင်းနေဆိုပေမဲ့အခုချိန်အဲ့ဒီဘက်မှာဘသူမှမရှိသေးတော့ဘူး။ပြီးတော့အခုရထားရုံနဲ့ကိုတင်မောင်စီသွားသွင်းလို့ရတော့ဘာမှရမှာမဟုတ်ဘူးလေ။ဖွေးပြောတာလည်းဟုတ်ပါရဲ့ အခုရထားတလောင်းနဲ့ကိုတင်မောင်စီသွားသွင်းလို့ကတော့ကျွတ်တို့အရင်တောက်ထားတဲ့အရက်ဖိုးတောင်ခြေချမယ်မထင်အေးလေသွားကြတာပေါ့ဒီတခါတော့ဂျိုးကြကွေးစီကိုသူများမအူအောင်လို့နှစ်ယောက်စလုံးရဲ့ခြေလမ်းတွေကတတ်နေတယ်အချိန်တန်တိုင်းလောက်တော့ရှောက်အောင်မထင်နေလမ်းမှာလည်းကြုံတို့ရှာရိုက်ခဲ့ပြီမဲ့ပွဲဦးထွက်လောက်မရသေးဘူးမာကကျဲမျက်နှာတမော့မြင်တော့မှကျွတ်တို့ဂျိုးကြကွေးစီကိုရောက်ခဲ့လေတယ်ကိုစိုးဒီတခါတော့ကျုပ်တို့လူကြီးအခွင့်မရိုက်တော့ဘူး အတူတူပဲလာရိုက်ကြမယ်။ဖိုးအေးရဲ့စကားကဘာကြောင့်ဆိုတာကြုတ်သိတယ်။အမှန်အောင်ပြောပြရရင်ကျုပ်တို့ဂျိုးကြကွင်းစီကိုသာလာခဲ့ရတာ။ရွာနေရအတော်လေးအလံဝဲတော့ကြော်ချမ်းဖို့တော့အကောင်းသား။နှစ်ယောက်သားလူချင်းမခွာပဲနဲ့ဆိုတော့ကြော်ဆန်ကွေးရရတဲ့တဲ့လောက်မရအောင်။အချိန်နှင်းနဲ့လင်းလာတော့ဆရာသမားတွေကဖုတ်တဲ့တဲရီရနဲ့ခြုံနေစီကိုပြန်ကပ်ဖို့ကြိုးစားကြလိမ့်မယ်။ဖွေတွက်ချီကြိုက်ပါမလားကွာ။အေးဗျာရောက်လာပြီးမှတော့တွက်ချီတော့ကြိုက်ချင်တယ်။ မထူးဗျာကိုစိုးနဲ့ကျောက်လူချင်းခွဲပြီးမြင်မြန်ရိုက်ကြရအောင်ဖိုးအီးကပြောပြရနဲ့တစ်ဖက်ကိုလှမ်းထွက်သွားတယ်ကျောက်လည်းတွက်ချင်မကိုက်မှကိုပူပန်မှုနဲ့အတူလောမစောလေးကက်လာတော့တော်ရုံမစင်းစားတော့ပဲဖိုးအီးနဲ့ဆက်ကျင်ဘက်ကိုထွက်ခဲ့လိမ့်တယ်လူချင်းခွဲလိုက်မှပဲငိုရသိမ့်တာထက်ပိုရတော့ကျောက်ရဲ့ခြေလုံးတွေကတွက်နေတယ်လက်ကလည်းတကောင်တစ်ချက်တစ်ဖက်ဖက်နဲ့ကိုတက်နေတော့တာကျောက်တို့တနားရီလောက်လူခွဲပြီးရလိုက်တော့ကျော်ဆံကွေးတွေအတော်လေးရချိတ်ပြီး ကျုံနဲ့ဖွေးလူချင်းပြန်ဆောင်လိုက်ကြတယ်။ပြီးတော့ပြောင်းမှုအတွက်ဆုံးဖြတ်ပြီးမကုံမူလအစီအစဉ်ထဲမှာပါတဲ့အင်းဆောင်ဘက်ကိုဖားကောင်ကြီးကြီးတွေသွားချောင်းမှုချစ်ဦးတက်လိုက်ကြတယ်။ကွန်းတရညက်လောက်ပဲကြမယ်။ကျုပ်တို့အင်းဆောင်အခြေကိုရောက်ခဲ့ကြလိမ့်မယ်။အင်းဆောင်ဆိုတာပြောရရင်ပိုင်ရှင်မဲ့အင်းပြက်တစ်ခုပဲ။အရင်ကတော့လွေလံဆွဲသူတွေရှိတယ်ဆိုပေမဲ့အခုနောက်ပိုင်းအင်းအားတိမ်ကောလာတာမို့အရနဲလာပြီးအစွပြစ်ခံအင်းပြက်တစ်ခုဖြစ်သွားခဲ့တာ။ကျုပ်တို့နေအောင်အင်းဆောင်နဲ့ဘေးကိုရောက်တော့ ညနေကမိုးကျထားတော့မဖားဟော်တဲ့တချို့ကြားလိုက်မိလေတယ်။ကျုပ်ဖိုးအေးကိုမျက်စပြစ်ပြလိုက်မိတယ်။အတန်ကြားတဲ့ဘက်ကိုဖိုးအေးတိတ်တဆိတ်ချိတ်ကပ်သွားတယ်။ကျုပ်ကအသားရမိကစားပြီးဖားဟော်တဲ့ကြားရစီကိုထိုးပြထားလိုက်တယ်။ခွဲမသာဟာရုတ်တရက်အော်ဟစ်လိုက်တဲ့အတန်ကြောင့်ကျုပ်ရော ဖိုးအေးပါလမ်းသွားခဲ့ကြတယ်။အတန်ထွက်လာရကကျုပ်တို့နဲ့မလန်မကန်းမှရှိတဲ့လက်ပတ်မကြီးဘက်ကတာမြင်မထားပဲကျုပ်တို့ရဲ့ဓမီအောင်တရားအဲ့ဒီနေရာကိုဖျက်ခနဲ့ ဟာလောက်လောက်ကြပါအောင်ကျုပ်လက်ပြီးအောင်မိတာလေဓာမီနဲ့လက်အပြိုင်ထိုးထားတဲ့အောက်စီမှာလူနှစ်ယောက်အသေးအံတက်ပုတ်နေကြတာတယောက်ကအင်ကြီးချွန်းနဲ့ဖြစ်ပြီးတော့တယောက်ကတော့အင်ကြီးအချူရဝတ်ထားတယ်ထူးဆန်းတာကနှစ်ယောက်စလုံးကျုပ်တို့စီကမီးအောင်တရားသူတို့စီကိုကြောက်လာတဲ့ဆိုပေမဲ့လုံးဝဂယုမဆိုင်ပဲတယောက်ကိုတယောက်တဲကြီးမဲကြီးကိုတိုက်ခိုက်နေကြတာရဲ့ဖိုးကြီးငါတို့တော့ဆဲမှာဖြစ်မထင်နဲ့မဟုတ်ရင်မဖြစ်တဲ့နာတွေဖြစ်ကုန်တော့မယ် ဖိုးအေးကကျုပ်အနားကိုရောက်လာခဲ့တော့ကျုပ်ကပြောလိုက်မိတယ်။ကိုစို့မဟုတ်သေးဘူးနော်။ကျုပ်တို့သွားဆိုင်မှားကုန်လိမ့်မယ်။တို့ကိုတေချာကြည့်။ဒါလူတွေလုံးဝမဟုတ်ဘူး။ဖိုးကြီးပြောတာမဟုတ်ကျုပ်တေချာကြည့်လိုက်မိတယ်။ဟုတ်ပါရဲ့။ကျုပ်တို့ထိုးထားတဲ့ဓမီဟာအောက်မှာတို့ကွာအရေးထွက်လာတာမျိုးမရှိဘူး။ပြီးတော့တေချာကြည့်မှတို့ရဲ့ပုံရိပ်တရားဝိုးတော်ဖြစ်နေတာရဲ့။ငါငါတို့ဘယ်လိုလုပ်ကြမလဲ။ဘလုံးမမလုံးနဲ့ ကိုစိုးမကြောက်ဘူးဆိုရင်တော့ကျုပ်တို့ဒီအတိုင်းပဲဆက်ကြည့်နေကြတာပေါ့ဖိုးအရာတိတ်ကြပုံတော့မရအောင်ကျုပ်လဲဒါမျိုးကကျုံနောက်ကျုံငယ်မြင်ရတက်တာလို့ယူဆပြီးတော့စိတ်တင်းလိုက်တယ်လက်ပတ်မင်းအောက်ကလူနှစ်ယောက်ကတော့အညိုကြီးကြီးနဲ့တပ်ပုတ်နေကြတော့မယ်ကြည့်နေရင်လုံထွေးနေကြတဲ့လူနှစ်ယောက်တစ်ယောက်အင်ကြီးအဖြူအဝတ်ထားတဲ့တယောက်ကအောက်ကိုကျသွားတယ်အင်ကြီးကျုပ်ကအပေါ်ရောက်သွားပြီးနဘေးကတစုံတစ်ခုကိုကောက်ယူလို့အောက်ကလူကိုထိုးလိုက်တယ်မချိမဆန့်အဟိတံကိုကျုပ်တို့နားနဲ့ဆက်ဆက်ကြားလိုက်ရတယ် ါပေမဲ့အင်ကြီးကျွန်းတဲ့လူကရုတ်တရက်တော့သူ့ကိုသူမယုံကြည်နဲ့ဖြစ်ပြီးသွေးပြက်သွားတယ်ထင်ပါရဲ့ငေါတောင်တောင်ဖြစ်သွားလိမ့်တယ်အဲ့ဒီခိုင်မှာပဲအင်ကြီးဝင်းတဲ့လူကသူ့စီမှာစိုက်နေတဲ့ဓာတ်ကိုပြန်ထုတ်ပြီးအပေါ်ကလူကိုပြန်ထုတ်လိုက်တယ်အပေါ်ကလူကကြောင်အန်းအန်းဖြစ်နေတာဆိုတော့မကောက်ွယ်လိုက်နိုင်ဘူးတစ်ချက်နှစ်ချက်သုံးချက်သုံးချက်မြောက်မှာတော့အပေါ်ကလူခွေကနေကြောက်သွားခဲ့ပြီးနှစ်ယောက်သားလက်ပံပင်အောက်စီမှာဆက်ဆက်ကြီးတွေလဲနေကြတယ်ပြီးတော့ကြည့်နေပုံရိပ်တွေကဝေဝါးပြီးတော့ကွဲပြောက်သွားခဲ့တယ် ကဲကိုစိုးတစီချက်ခံရတယ်ဆိုတော့အခြေအနေကတော့တိတ်မဟုတ်ကျွတ်တို့လည်းရတဲ့တလောက်ရပြီဆိုတော့ပြန်ရမယ်ဗျာကျွတ်တို့နှစ်ယောက်ရဲ့ခြေလမ်းတွေကရွာဘက်ကိုဥတီပြီးတော့ခတ်တုတ်တုတ်လေးပြန်ခဲ့ကြလိမ့်တယ်ထူဆန်းတာတစီနှကောင်တပ်ပုတ်နေတဲ့မြင်းငွင်းကိုကြည့်နေတော့ဘာမှမဖြစ်ပေမဲ့ပြန်ကကြမှာကျွတ်တို့နှစ်ယောက်လုံးထူပူပြီးဖြားကျင်တယ်လို့လို့ဖြစ်လာခဲ့တာဒီလိုနဲ့ရွာကိုပြန်ရောက်တော့ကျွတ်တို့နှစ်ယောက်တကယ်ကိုပဲဖြားကြတော့တယ်ကျုံနဲ့ဖိုးအေးတို့တော့တုံးရတီတီဖြားခဲ့ကြတယ် အဖျားပြောက်ပြီးနောက်တရက်ကျတော့ဖိုးအေးရကျုပ်စီကိုရောက်လာပြီဒီအဖြစ်ပြက်အတွက်ရွာအသက်ကြီးဆုံးရှင့်မီနောက်မီဘာကြီးမောင်စီသွားမိကြည့်ကြမယ်ဆိုပြီးခေါ်လာတယ်ကျုပ်ကလည်းငကိုကလေးအမဒီအကြောင်းကိုစိတ်ဝင်စားနေတဲ့သူဆိုတော့နှစ်ခါမခေါ်ရအောင်တမ်းပြီးတော့ကိုလှိုက်သွားခဲ့တာဘာကြီးမောင်စီကိုရောက်တော့အကျိုးအကြောင်းကိုပြောပြလိုက်တယ်ဘာကြီးမောင်ကမထူးခြားတဲ့ပုံနဲ့ရှင့်နေပြီးခေါင်းကိုငြိမ်းကမင်းတို့ကြုံခဲ့တဲ့ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကိုလိုနီခေတ်နောက်ပိုင်းအဖြစ်ပြက်ကွာ အဲ့တော့အင်းဆောင်ကြီးဆိုတာဒီနေ့မှငါအထွက်များလုံးလို့တိတ်ကိုနေမဲ့ကြီးတာအဲ့ဒီအင်းကိုပိုင်းတဲ့အင်းတကြီးမောင်စုံနဲ့မောင်ဝါတို့ဆိုတာကလည်းဒီနေ့ရဲ့မျက်နှာဖုံးတွေတထေးတွေပဲဘာကြီးမောင်စီကဇလန်းဆလာပြီမို့ကျုပ်တို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်မိလိုက်ကြတယ်မောင်စုံကအရက်ကြိုက်တယ်သူ့မိန်းမကိုတိတ်ချက်တာဒါပေမဲ့တရက်ကြတော့အရက်မူးနေတဲ့မောင်စုံကသူ့အိမ်မှာထမင်းဟင်းလာချက်ပြီးတဲ့အေးဒီဆိုတဲ့မင်းကလေးနဲ့သူ့မိန်းမကိုလူမပြီးမထင်မှတ်ပဲလွန်ကျူးခဲ့မိတယ် ဒီကနေနောက်တော့မှောက်ရမှုအမှောင်မှာသူတို့လူတွေခုံမင်မိကုန်ပြီးဆက်လက်ကျူးမိကြကြလိမ့်တယ်။တကယ်တော့အေးတရားလွတ်လပ်သူမဟုတ်ဘူးလေ။သူ့ယောက်ျားမောင်စုံရဲ့အေးစိမ်ပါပဲအလုလုတဲ့အေးလုတာမောက်ခွေးဆိုတာပဲ။မောင်စုံနဲ့အေးတီတို့ရဲ့အဖြစ်ပြက်ကိုသိတော့ဖို့ခွေးကမခံစားနိုင်ဘူး။ဒါနဲ့ပဲမောင်စုံစီကိုအေးတရားချင်းဆိုတယောက်နဲ့တစ်ဖက်လဲစာရေးပြီးတော့လက်ပတ်မင်အောက်ကိုခေါ်လိုက်တာ။မောင်စုံလာတော့ပထမဖို့ခွေးကဆက်မလုပ်ဖို့တောင်းပန်တယ်။ ဒါကိုတဏရင့်နေတဲ့မောင်စုံကညှင်းဆန်တယ်။နောက်တော့သူတို့နှစ်ယောက်မင်းတို့မြင်ခဲ့တဲ့အတိုင်းတက်ကြပုတ်ကြနဲ့နှစ်ယောက်စလုံးတေကြကြေကြဖြစ်ကုန်ကြတော့တာပဲ။ဟာဒါဖြစ်ဖို့ခွေးကတဏဆရာကောင်းတော့ပေါ့နော်ဗျာ။ဘိုးအေးကပြောလာတော့ဗာကြီးမောင်ကခေါင်းကိုညှိလိုက်တယ်။ဟုတ်တယ်ကွာ။ဒီဖြစ်ပျက်တွေဖြစ်တော့ငါကဆယ်ကျော်သက်ပဲရှိသေးတာ။ဒါဖြစ်ဗျာ။မောင်စုံနဲ့ဖိုးခွေးတို့ကတေရည်နေဆိုတော့သူတို့ရဲ့မိမတွေဖြစ်တဲ့မောင်ဝါနဲ့အေဒီယာရောဘာဆက်ဖြစ်ကြလဲ နောက်ပါကတော့ဒီအဖြစ်ပြက်အတွက်ရှက်လက်ရှက်ယူကျုံမရလည်းဖြစ်ပြီးယူဟာနေထွက်သွားခဲ့တယ်ကွအေးတရာတော့သူ့မိုက်ပြက်ကြောက်လင်ကြီးရောလင်ငယ်ပါသိတယ်ဆိုတော့တဲချီပြက်ပြီးယူနေသွားတော့တာရေဩစင်မကောင်းစရာပဲဗာကြီးမောင်ရေဟုတ်တာပေါ့ဒါပေမဲ့ဗက်တက်နိုင်မလဲကွပုရုစင်လူသားတွေအဖို့တော့ဒါမျိုးအမှားတွေဆိုတာဖြစ်နေကြပဲလေလောကဇက်ကုံပါကန်ဆက်စရာအလို့ကြကပြအတုံးတော်ခံနေရတာဆိုတော့လေ ဖြည့်ပြီးတဲ့ကိစ္စနှောင်းပြီးတဲ့ကိစ္စတွေအတွက်သူတို့ကိုအပြစ်တင်နေမဲ့အစားသူတို့ဖြစ်အင်ကိုပဲနှောင်းလူတို့တင်ကန်းစာပြေယူနိုင်ခဲ့မယ်ဆိုရင်ဒါကအရှုံးနဲ့အမျက်ဖြစ်မှာပါလေဟုတ်ကဲ့ပါဂျီမောင်အိမ်ထဲကကျုပ်တို့နဲ့အပြန်လန်းကိုဒါပြန်ခဲ့ကြရလိမ့်မယ်နှစ်ယောက်စလုံးစကားတော့မပြောဖြစ်တော့အောင်ပါပဲဒါပေမဲ့အတွေ့တွေထဲမှာ တူညီနေတာတခုတော့ရှိလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့တစီဘွားရောက်နေတာတော့အတိတ်ကရန်ညို့တွေကိုမပြေနိုင်သေးတဲ့ အခုချိန်ထိတိုက်ခိုက်တိုက်ပုတ်နေကြဆဲဖြစ်တဲ့အင်းတကြီးမောင်စုံနဲ့အင်းလုံသားဖိုးခွေတို့ရဲ့ပုံရိပ်ပါပဲ။ဘာလို့လို့နဲ့ကျုံနဲ့ဖိုးအေတို့ဒီအဖြစ်ပြက်ကိုကြုံခဲ့တာနှစ်တွေလဲကြာခဲ့ပြီ။ဘာကြီးမောင်ဆိုတာကလည်းကွယ်လွန်ခဲ့လို့ချွတ်တို့တော်မှာအသက်က40ကျော်50တန်းစီကိုရောက်နေခဲ့ပြီ။ဒီအဖြစ်ပြက်ကိုကြုံခဲ့ရတဲ့အချိန်က1980ကျော်လောက်ကဆိုတော့အခုဆိုရင်နှစ်တွေပဲမနှဲလာတော့ဘူး။ဖိုးအေတော်မှာမြို့စီကိုပြောင်းသွားခဲ့တာကြာလာပေါ့။ ကျောက်ကတော့မွေးရမျက်စိမှပဲအရင်လိုတောင်ဝါလဲခုတ်ဓမ္မခုတ်လုံရင်ကရင်စာရေးတောက်ရင်တဲ့ပေါ့ဒါပေမဲ့ပေါ့လေကျောက်ရဲ့ဘဝတသက်တာမှာခဏတာအဖြစ်မျက်မြင်ကြုံခဲ့ရတဲ့ပရလောကသားနှစ်ယောက်ရဲ့ရန်ညို့မပြေတဲ့အဖြစ်ပြောက်ကိုတော့ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးကျောက်တည်တဲ့အထိတိုက်ဆိုင်မှုရှိတိုင်းစကားစမြင်ပြောဆိုဖြစ်တိုင်းမှာဒရီတရနဲ့မင်းတနေ့ရကြုံခဲ့ရသလိုမြင်အောင်ပြီးတော့အမှတ်ရနေအောင်ပါ။အော်ဒါနဲ့ကြုံနေမယ်ကိုလည်းမှတ်ထားကြအောင် ကျုံနမရတင့်ဆိုတဲ့ပရိသတ်များရှေ့တစေရံပွဲဇလန်းလေးရတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလားစာရေးသူနောင်ရိုးစေတက်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်